ခုလိုကြောင်းရင်ကြောင့်အနုပညာလောကကအပိတိုင်းနာယူကခင်ပွန်းတဲ့နဲ့နိုင်ငံခြားကိုထွက်ထွက်ခဲ့တဲ့ဝမောင်ရွှေကြီးဗိတ္တမြအလုံးမဲမင်္ဂလာပါရှင်ရုတ်တရက်ရှိရှင်းဆိုတို့မြန်မာနိုင်ငံကနေခင်ပွန်းတဲ့နဲ့အတူနိုင်ငံခြားကိုထွက်ခွာထားခဲ့တာကတော့အကယ်ဒမီဝမောင်ရွှေပါဗိတ္တတွေတည်ကြတဲ့အတိုင်းပဲမီနီမီရှော့ဝမောင်ရွှေကြီးဒါမှမဟုတ်အရှိစနိုးနဲ့ခေါ်ကြတဲ့ကိကိကမြန်မာနိုင်ငံရဲ့အနုပညာလောကမှာအောင်မြင်မှုထိတ်ဆုံးကိုရရှိနေတဲ့တသိကျဲမီနီမီတယောက်ပါသူမရဲ့အနုပညာစွမ်းရည်က ချူချွန်တလို့ဒီမရဲ့ကံကြမ္မာကလည်းအလုံးကအာကြအတူရရလောက်တဲ့အထီးပါပဲအထူးတစ်ဖြက်ဒီမရဲ့အိမ်တောင်ရေးကံကမြန်မာနိုင်ငံကအမျိုးသမီးထူကြီးတစ်ခုလုံးကအိမ်တောင်ရေးမှာကံကောင်းဆုံးမိသမီးလို့တတ်မှတ်ထားရလောက်အောင်ကိုပြေစုံလုံးတာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ဥမောင်ချွေကိုတိုင်ကထိတ်တန်းမိသမီးတယောက်ဖြစ်တယ်လို့ဒီမရဲ့ဘဝလွတ်တွဲဖို့ခင်မုန်းဖြစ်သူကိုနိုင်ဖြိုးကျော်ကလည်းမြန်မာနိုင်ငံရဲ့ထိတ်သေးစီးပွားရေးလောကမှာ မတိတူမရှိတဲ့အရှမ်းသာဆုံးခရိုနီစီးပွားရေးလုပ်ငန်းရှင်တတိကြီးတူဖြစ်နေလို့ပါပဲ။ပိုင်ဆိုင်မှုကြော်ဝါချမ်းသာမှုတွေပြောစရာမလိုအောင်များပြားလွန်းတယ်လို့ဒေတာတွေအထူးတစ်ဖြက်အမျိုးသမီးပြည်တတ်တွေအားကြရဆုံးအရှိကတော့ဇနီးတဲ့အပေါ်မှာထားတဲ့သူ့ရဲ့အရှင်နဲ့အလိုလိုက်မှုပါပဲ။ကိုနိုင်ဖြိုးကျော်ကဇနီးဖြစ်သူဝမောင်ရွှေကိုတမိုးကြီးစင်ချေရတနာတွေနောက်ဆုံးပေါ်ဗရန်မျိုးစုံကိုမကြာခဏဆိုတလို့လက်ဆောင်အဖြစ်နဲ့ဝယ်ယူပေးလေးရှိပါတယ်။ဒီလိုမျိုးအရှိခံရအလိုလိုက်ခံရတာကြောင့် ။ဟောမောင်ချွေကြီးကိုအမျိုးသမီးပိတ်ကတ်တွေကအားကြမဆုံးဖြစ်နေကြတာပါ။ဒီလိုမျိုးအယယာပြည့်စုံနေတဲ့အချိန်မှာပဲဟောမောင်ချွေကြီးတရားအမှုပညာအလို့တွေကိုရုတ်တရက်ရန်နာပြီးတော့ခင်မွန်းတယ်နဲ့အတူမြန်မာနိုင်ငံကနေထုတ်ခေါ်တာပြီးဆိုတဲ့တည်င်းကပိတ်ကတ်တွေကိုအင်အားတင်းစီခဲ့ပါတယ်။တချို့ကတော့ကိကိတရားအမှုပညာလောကကနေအပိတိုင်အနာယူသွားပြီးလာဆိုပြီးတော့စိုးရိပ်ပူပန်ခဲ့ကြတာပါ။ဒါပေမဲ့အချိန်အတော်ကြာတဲ့အခါမှာတော့ဒေတာတွေကဥမ္မုံရွှေတို့ဇနီးမောင်နှံဒီလိုမျိုးရုပ်တရည်ကြီး နိုင်ငံခြားဖြစ်သွားရတဲ့အကြောင်းရင်းမှန်ကိုသိရှိလာကြပါတယ်တကယ်တော့ဦးမောင်ရှိတို့ဇနီးမောင်နှံခခီးတွားရတာကိုအရန်နှစ်တက်တဲ့အုံတွဲတွဲပါဒီလိုနှစ်ယောက်ဟာအလားရှင်ရရင်ရတယ်လို့ဂျပန်တရုတ်အပါဝင်ဥရောပနိုင်ငံတော်တော်များများကိုစိတ်တူကိုယ်တူခီးထွက်လဲရှိပါတယ်အထူးသဖြင့်တော့တထေးကြီးကိုနိုင်ဖြိုးကျော်ကဇနီးဖြစ်သူကကဲအလုပ်တွေပြင်ပန်းလာပြီးစိတ်ဖိစီးမှုတွေများလာပြီးဆိုရင်ရှင်းရှင်းပဲအပန်းဖြေခီးစဉ်တွေ စီစဉ်ပေးတက်တာကသူတို့ရဲ့ရှစ်စရာကောင်းတဲ့အလေအထားတစ်ခုပါအခုခီးစဉ်ကတော့အရင်ခီးစဉ်တွေနဲ့မတူပဲပို့ပြီးတော့ထူခြားပါတယ်သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာအေးစစ်စစ်အချိန်ယူပြီးတော့ကဘာပတ်ခီးထွက်ကြတာဖြစ်တယ်လို့သိရပါတယ်တာမာလူတယောက်အတွက်တော့ကဘာတပတ်ခီးသွားဖို့ဆိုတာကအိမ်မက်တစ်ခုပါပဲကုန်ကြစရိတ်အချိန်အခါအရရာကအခက်ခဲဖြစ်နိုင်ပေမဲ့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးလူငယ်စီးပွားရေးလုပ်ငန်းရှင်တူဦးဖြစ်တဲ့ဦးမောင်ချွေကြီးရဲ့ခင်မုန်းအတွက်ကတော့ဒီငွေပမာဏက မပြောပါတော့တဲ့အသေးအဖွဲကိစ္စတခုသာဖြစ်နေပါဗါးခီးစင်မှာနောက်ထပ်ရည်ရွယ်ချက်တခုလည်းရှိနေပါသေးတယ်အဲဒါကတော့ဦးမောင်ရွှေကြီးဟာအခုဆိုရင်အသက်အရွယ်တခုကိုလည်းရောက်ရှိလာပြီဖြစ်တဲ့အတွက်ဒီလိုကဘာပတ်ပြီးတော့အစိတ်ပန်းပြေခီးထွေရင်းနဲ့သူတို့ရဲ့အိမ်တောင်ရေးကိုနောက်တစ်ဆက်တလန်းဖို့ဆိုလိုတာကတော့ရင်တွေးရတနာလေးရယူဖို့အတွက်တခါတည်းအစီအစဉ်ရှိတယ်လို့သိရပါဗါးဒါကြောင့်ဒီခီးစင်ဟာသူတို့ရဲ့အရှိခီးလန့်ကိုပုံမခိုင်မြဲစေမဲ့ ဝါရမှတ်တရဖြစ်ဆုံးခီးစဉ်တစ်ခုဖြစ်လာမှသိချပါဗျ။ဒါကြောင့်ပရိသတ်ကြီးတို့ရဲ့ကေကေတယောက်ကတော့အနုပညာလောကကနေအပြီးတိုင်ထွက်သွားတာမဟုတ်ပဲသူ့ကိုအလွန်ရှိတဲ့ခင်ပွန်းတယ်နဲ့အတူဝါရပျော်ရွှင်မှုတွေကိုအပြည့်အဝခံစားရင်းနဲ့မိသားစုဘဝလေးတစ်ခုကိုတည်ဆောက်ဖို့အတွက်အခက်တအနာယူခီးထွက်နေကျင်တာဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်ရှင်။ဒေတာတို့ကရောနိုင်ငံတကာခီးကိုတွားနေတဲ့ဝမ်မောင်ရွှေကိုအားကျနေပြီလားဆိုတာမှတ်ရှိပေးခဲ့ပါအောင်နော်။ရှိချူပေးခဲ့တဲ့အတွက်ပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Thank you.